မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုအထင်းမှာတော့အချစ်ကတင်းနောက်ကိုလိုက်လာစေဖို့ဒီလိုပြုလုပ်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုဆိုရင်အချစ်ကတင်းနောက်ကို လိုက်လာစေဖို့တင်းဟာအချစ်နောက်ကို လိုက်နေတာကိုရက်တင်ဖို့လိုပါတယ်တင်းလိုရှင်တဲ့တစုံတယောက်ရဲ့နောက်ကိုလိုက်နေတာကိုရက်တင်ဖို့လိုပါတယ် relationship ရရှင်တော့အဲ့ဒီ relationship နောက်ကိုလိုက်နေတာတွေကိုရက်တင်ဖို့လိုပါတယ် ဆက်လက်ပြီးရင်ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းတွေကို ပြုလုပ်လိုက်ရှင်အားဖြင့်တင့်နောက်ကို အချစ်ကလိမ့်လာပါလိမ့်မယ်တင်ဟာအချင်းရဲ့အတွက်လိမ့်နေရတဲ့သူဆိုရင်ကိုယ့်ရဲ့စိတ်ကိုအေးအေးဆေးဆေးထားပြီးရင်ဒီဗီဒီယိုကိုနားထောင်ပါ ကောင်းဝင်တဲ့ရလဲတွေကိုရလာပါလိမ့်မယ် ချီအတွက်လိုက်နေရတဲ့သူတွေဟာတခါတလေကိုယ့်ရဲ့စိတ်ထင်မှာခင်စားမိတာလေးတွေရှိတယ်။ငါကသူ့ကို message ပို့မှပဲ။ငါကသူ့ကိုဖုန်းခေါ်မှပဲ။အဲ့ဒီလိုစဉ်းစားမိတာတွေရှိတယ်။ပြီးရင်နောက်တခါသူတို့ဘာတွေပြုလုပ်နေလဲငါစစ်ဆေးမှပဲ။ငါဂယုစိတ်မှပဲ။အဲအဲ့ဒီလိုမျိုးစဉ်းစားနေတာတွေရှိတယ်။မိတ်ဆွေတို့အနေနဲ့ဒီလိုစဉ်းစားမိနေဆိုရင်လေအဲ့ဒီလိုစဉ်းစားတဲ့အကြောင်းအရာတွေကိုရည်တင်ပြလိုက်ပါတော့။ ။ဘာဖြစ်လို့လဲဆိုရင်တော့ဒီလိုစဉ်းစားနေတာတွေဒီလိုပြုလုပ်နေတာတွေဟာအချစ်ကိုလိမ့်နေတာတွေဖြစ်တယ်။လူတွေဟာအချစ်ကိုလိမ့်နေတယ်ဆိုတာကသူတို့ရဲ့ရင်ထင်းမှာအချစ်မချိဘူးလို့ခံစားမိလို့လိမ့်နေရတာပဲဖြစ်တယ်။ဒီတော့ကိုယ့်ရဲ့စိတ်ခင်စားချက်တွေထင်းမှာမရှိဘူးလို့များများခင်စားမိနေလေမရှိတဲ့အရာတွေကိုပုံမော်ရရှိလာလေလေပဲကျွန်ုပ်တို့ယင်ထင်းမှာခင်စားနေရတဲ့အရာတွေကိုပဲကျွန်ုပ်တို့ပုံမော်ရရှိပါတယ် ဒီလိုဆိုရင်ကိုယ်စိတ်ထင်းမှာခင်စားနေရတဲ့အရာတွေက မရှိမှုတွေ၊ကင်းမီမှုတွေ၊မလုံခြုံမှုတွေ၊မထိုက်တင်မှုတွေ၊အချစ်မခင်ရမှုတွေကိုသာခင်စားနေရမည်ဆိုရင်ကျွန်တို့ရဲ့အရှိအနေတွေဟာဘလို့ဖြစ်လာမလဲ၊ဘာတွေဖြစ်လာမလဲဆိုတာကိုစဉ်းစားကြည့်ပါ။တစုံတစ်ယောက်ရဲ့အချစ်ကိုလိုရှင်တော့လိမ့်နေရတယ်ဆိုတာကကိုယ့်ရဲ့စိတ်ထင်းမှာစိတ်ခင်စားခြင်းမကောင်းလို့ပဲဖြစ်တယ်။ အချစ်မခံရဘူးဆိုတဲ့စိတ်ခံစားချက်ရှိနေတဲ့အရှိအနေကနေပြီးတော့ကိုလိုရှင်တဲ့လူတယောက်ကို manifest ပြုလုပ်လို့မရနိုင်ပါဘူးကိုကိုချစ်မိလူမရှိဘူး तू ကငါ့ကိုမချစ်ဘူးအဲ့ဒီလိုပုံစံမျိုးလေးတွေတွေးနေတဲ့ရွေတော့မိတ်ဆွေဟာကိုလိုချင်တဲ့အချစ်ကိုရနိုင်မှာမဟုတ်ပါဘူး ကိုယ့်ရဲ့စိတ်ထဲမှာမရှိမှုကင်းမင်းမှုတွေကိုများများခံစားရလေလေမရှိမှုကင်းမင်းမှုတွေကိုပဲပုံမရလေလေပဲဒါကြောင့်တစုံတရာရဲ့အချစ်ကိုရဖို့လိမ့်နေရှင်အပြင်အဲ့ဒီအချစ်ကကိုယ်နဲ့ဝေးဝေးဝေးကွာသွားတဲ့ပါလေဒီလိုဆိုရင်အချစ်ကကိုယ့်နောက်ကိုလိမ့်လာစေဖို့ကိုယ့်ရဲ့စိတ်ခံစားချက်တွေ ထေးမှကြွေဝါမှုတွေထိုက်တဲမှုတွေချစ်ချင်းမေတ္တာတွေကိုရရှိနေတဲ့စိတ်ခံစားချက်တွေကိုခံစားနေဖို့လိုပါတယ် ဒါတွေကလေကိုယ့်ရဲ့အတွင်းကလာတာပဲဖြစ်တယ်ဒီလိုအတွင်းကလာနိုင်ဖို့အတွက်မိမိကိုယ်ကိုချစ်ခင်ဖို့လိုအပ်တယ်ဒီလိုမိမိကိုယ်ကိုချစ်ခင်ရှင်ကလေတခြားသူကကိုယ့်ရဲ့အချစ်ကိုလိုချင်တော့လိတ်လာမှုကိုဖြစ်စေပါတယ်မိမိကိုယ်ကိုပုံမချစ်ပီးရှင်အပြင်ကိုယ့်ရဲ့စိတ်ထိပ်မှာကြွေဝါမှုတွေထိတ်တဲမှုတွေကောင်းဝင်မှုတွေကိုပုံမခံစားရနိုင်ပါတယ် ျွန်တို့ကမိမိကိုယ်ကိုရှုမြင်တဲ့အတိုင်းတခြားသူတွေကလည်းကျွန်တို့ကိုအဲ့ဒီအတိုင်းပဲရှုမြင်တယ်ကျွန်တို့ကမိမိကိုယ်ကိုခံစားတဲ့အတိုင်းတခြားသူတွေကလည်းကျွန်တို့အပေါ်အဲ့ဒီအတိုင်းပဲခံစားမိတယ်ဒီလိုဆိုရင်မိမိကိုယ်ကိုချစ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်တော့ခံစားမိတယ်ဆိုရင်တခြားသူတွေကလည်းသင်ကိုချစ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်တော့ခံစားမိမှာပဲ မိတ်ဆွေကမိမိကိုယ်ကိုကောင်းမွန်မှုတွေနဲ့ထိတ်တန့်တယ်တော့ခံစားမိတယ်ဆိုရင်တခြားသူတွေကလည်းမိတ်ဆွေကိုကောင်းမွန်မှုတွေနဲ့ထိတ်တန့်တဲ့လူတစ်ယောက်ဖြစ်တယ်တော့ခံစားမိမှာပဲဒီလိုဆိုရင်နောက်ဆုံးမှာတော့မိမိကိုယ်ကိုပုံမချစ်ခင်လေးလေးအဲ့ဒီချစ်ချင်းမေတ္တာတွေကတခြားသူတွေရဲ့ချစ်ချင်းမေတ္တာတွေကိုဆွေးငင်ညှို့ယူနေတာနဲ့အတူတူပဲမိမိကိုယ်ကိုပုံမချစ်လေးလေးတခြားသူတွေကလည်းသင်ကိုပုံမချစ်နိုင်လေးလေးပဲ ဒီလိုဆိုရင်ဆက်လပ်ဆိုတဲ့မိမိကိုယ်ကိုချစ်ခင်ရှင်အဖြစ်တခြားသူတွေကလည်းတင့်ကိုချစ်ချင်းမေတ္တာတွေပေးဖို့လိမ့်လင်ရှာဖွေနေမှာပဲ အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့မိမိကိုယ်တိုင်နဲ့ပတ်သက်လို့ချစ်ချင်းမေတ္တာတွေကိုပုံမိုးခံစားနေဖို့လိုတယ်။ကိုကိုယ်တိုင်နဲ့ပတ်သက်လို့ကိုယ့်ရဲ့စိတ်ထင်းမှာယုံကြည်မှုတွေယုံကြည်ချက်တွေပုံမိုးခံစားပေးဖို့လိုတယ်။ဘာယုံကြည်ချက်တွေလဲဆိုရင်ကိုဟာချစ်ချင်းမေတ္တာနဲ့ထိုက်တင်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်အချစ်ခင်ရပါတယ်ဆိုတဲ့ယုံကြည်ချက်တခြားသူတွေကကိုကိုချစ်နေပါပြီဆိုတဲ့ယုံကြည်ချက်တွေကိုခံစားပေးနေဖို့လိုတယ်။ ဒီတော့မိမိကိုယ်ကိုချစ်နိုင်တဲ့ချစ်ချင်းမေတ္တာတွေကိုခံစားပေးနိုင်ဖို့လေ့ကျင့်ခန်းလေးတစ်ခုပြုလုပ်ကြပါမယ်။အဲ့ဒါကတော့ကိုယ့်ဘဝမှာပုံမိုတိုးတက်ကောင်းမွန်စေရှင်တဲ့အကြောင်းအရာ၃ခုကိုရွေးရှိပေးပါ။ဥပမာဆိုပါစို့ပုံမိုတိုးတက်ကောင်းမွန်စေရှင်တဲ့အရာ၃ခုကနံပါတ်၁ကခန္ဓာကိုယ်ပုံမိုလှပတဲ့သူဖြစ်ရှင်တယ် နောက်နေဘဲနှစ်ကဘာသာစကားတစ်ခုကိုသင်ယူရှင်တယ်။နောက်နေဘဲသုံးကစီဝါရေးလုပ်ငန်းတစ်ခုခုကိုစတင်ရှင်တယ်။အဲ့ဒီလိုပုံစံမျိုးပေါ့နော်။ကို့အနေနဲ့ပုံမိုတိုးတက်ကောင်းမွန်စေရှင်တဲ့အရာသုံးခုကိုပြုလုပ်လိုက်ပါ။ဒီတော့ကိုယ့်အနေနဲ့ကိုယ့်ဘဝမှာပုံမိုတိုးတက်ကောင်းမွန်စေရှင်တဲ့အရာသုံးခုဖြစ်လာအောင်တရက်မှတစ်ခုစီကိုဆင်မနီးခင်းစီအချိန်ပေးပြီး အလုပ်လုပ်ကြရအောင် တခုအတွက်အချိန်စီမနှင်းခင်းစီပြီးပြီးရင်အလုံးလုံးတဲ့အခါမှာအချိန်ကအရင်ကိုတိုးတောင်းလွှဲတာလေးဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်ုပ်တို့အနေနဲ့ကိုယ်စိတ်ဝင်စားတဲ့အရာကိုတိုးတက်ရှင်တဲ့အရာတွေကိုပြုလုပ်လိုက်ရှင်အပြင်ကျွန်ုပ်တို့ရဲ့အာယုံစိမ့်မှုကိုလေးလွှဲပြောင်းပေးရရောက်တယ်။ဒါအပြင်ကိုလိုရှင်တဲ့အဲ့ဒီဘဝနေပေတီထင်းမှလေးပုံမိုးတိုးတက်ကောင်းမွန်လာတာလေးတွေကိုတွေ့ရပါလိမ့်မယ်။ ဒီနေရာမှာပုံမိုတိုးတက်ကောင်းဝင်စေဖို့တခုကိုဆင်မင်းကြီးအချိန်ပေးတယ်ဆိုတာနေလွဲနေတော့ထင်ကိုယ့်အနေနဲ့အဆင်ပြေပြီးအချိန်တော့ကိုပေးလို့ရတယ် ဒီလိုပုံစံမျိုးတခြားသူရဲ့အချစ်ကိုရဖို့လိမ့်နေတာက နေပြီးတော့အာယုံလွှေးပြောင်းပြီးရင်ကိုလိုရှင်တဲ့ကိုဘဝမှာတိုးတက်ရှင်တဲ့အရာသုံးခုကိုအချိန်ပေးလိုက်မယ်။အဲ့ဒီလိုဆိုရင်ကို့အနေနဲ့ကိုဘဝမှာအဲ့ဒီနေရာတွေတိုးတက်ကောင်းဝင်လာပြီးရင်မိမိကိုကိုချစ်ခင်တဲ့စိတ်လေးပုံမပွားများလာနိုင်တယ်။မိမိကိုကိုမိမိပုံမချစ်ခင်လာလေလေမိမိကိုကိုမိမိပုံမကောင်းမွန်စွာဆက်ဆံလာမှာပဲ အဲ့ဒီတော့ကိုယ်စိတ်ထင်းမှာကိုဟာကောင်းမွန်တဲ့အရာတွေနဲ့ထိတ်တင်တဲ့လူအချစ်နဲ့ထိတ်တင်တဲ့လူလေးစားခံရမှုတွေနဲ့ထိတ်တင်တဲ့လူတယောက်အဖြစ်မိမိကိုယ်ကိုခံစားရလာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်သင်ဟာမိမိကိုယ်တိုင်အတွက်အလုပ်တွေအများကြီးပြုလုပ်နေတော့ပဲဖြစ်တယ်။ မိမိကိုယ်တိုင်အတွက်ကိုယ့်ရဲ့ဘဝမှာမိမိကိုယ်ကိုဥစားပေးနေတယ်မိမိကိုယ်ကိုဥစားပေးနေခြင်းအပြင်ကိုယ့်ရဲ့စိတ်ခင်စားချက်တွေကလေပုံမူကောင်းမွန်တဲ့စိတ်ခင်စားချက်တွေကိုပုံမူခင်စားမိလာလေအဲ့ဒါတွေကတော့ကိုယ့်ရဲ့စိတ်ထင်းမှာချမ်းသာကြွယ်ဝတဲ့စိတ်တွေထိုက်တင်တဲ့စိတ်တွေကောင်းဝင်မှုတွေရရှိနေတော့ခင်စားရတဲ့စိတ်တွေချစ်ချင်းမေတ္တာတွေကိုခင်ရတယ်ဆိုတော့အဲ့ဒီစိတ်ခင်စားချက်တွေကိုစတင်ခင်စားမိပါလိမ့်မယ်အဲ့ဒီအခါသင်ရဲ့တစ်ဖက်လူကလည်း အဲ့ဒီစိတ်ခင်စားချက်တွေကိုသင်အပေါ်မှာစတင်ခင်စားလာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်မိမိကိုယ်ကိုခင်စားတဲ့အတိုင်းတခြားသူတွေကလည်းကိုယ့်အပေါ်အဲ့ဒီခင်စားချက်ကိုခင်စားတတ်ပါတယ်။ဒါကြောင့်မိမိကိုယ်ကိုပုံမချစ်လေးလေးချစ်ချင်းမေတ္တာတွေကကိုယ့်စီကိုပုံမရောက်ရှိလာလေလေပဲ။အဲ့ဒီတော့မိမိကိုယ်ကိုချစ်ချင်းအပြင်ကိုလိုချင်တဲ့အခြေကကိုယ့်စီကိုရောက်လာတဲ့ကိုလိုချင်တဲ့အခြေကိုကိုဆွေးဆောင်နေသလိုဖြစ်နေတယ်။ ီတော့ကိုလိုချင်တဲ့အခြေအားကိုစီကိုမလာရရင်မနေနိုင်တော့ပါဘူး။ဒါကြောင့်မိတ်ဆွေတို့ကိုပြောရှင်တာကတော့သင်ဟာတခြားသူရဲ့အချစ်ကိုလိုချင်တော့လိမ့်နေရတဲ့သူဆိုရင်အဲ့ဒီလိမ့်နေတာတွေကိုလွန်ဝရက်တင်ပြီးရင်အဲ့ဒီအချိန်မှာမိမိကိုယ်တိုင်အတွက်ပဲရင်းနှီးမြှုပ်နှံလိုက်ပါ။မိမိကိုယ်တိုင်အတွက်ရင်းနှီးမြုံနယ်ပြီးရင်နောက်ပိုင်းမှာမိမိကိုယ်တိုင်အတွက်ဂုံယူမှုတွေကိုခံစားပေးပါကိုကိုယ်တိုင်ဒီကောင်းဝင်တဲ့လူတစ်ယောက်ဖြစ်တယ်တော့ခံစားမိပါ ကိုကိုတိုင်အတွက်ပဲစိတ်ကျေနပ်မှုတွေခံစားမိပါကိုကိုတိုင်အတွက်ပဲမြောင်များစွာချစ်ခင်မှုတွေကိုခံစားပြီးပါဒီလိုစိတ်ခံစားချက်တွေ ရှိနေတဲ့အခါပြင်ပရုပ်ပိုင်းဆိုင်ရာအရှိအနေတွေဟာသင်ရဲ့စိတ်ခံစားချက်တွေကို ရောင်ပြန်ဟက်တဲ့အနေနဲ့ကောင်းဝင်တဲ့အရာတွေကို ပြတ်ပတ်လာပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုရင်ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဆိုတာတင့်ရဲ့အတွင်းကဘာမှာခင်စားနေရတဲ့ခင်စားချက်တွေကိုတုံ့ပြန်တဲ့အနေနဲ့ပြသပို့ပေါက်နေကြတာတွေပဲဖြစ်တယ်ဒါကြောင့်သင်အနေနဲ့တစုံတစ်ယောက်ရဲ့အချစ်ကိုရဖို့လိမ့်နေစရာမလိုဘူးသူ့စီကို message တွေပို့နေစရာမလိုဘူးသူ့ရဲ့အာယုံစိမ့်မှုကိုရဖို့ကြိုးစားနေစရာမလိုဘူးမိမိကိုယ်တိုင်အတွက်သာအာယုံစိမ့်ပါ ိုဘဝတိုးတက်ကောင်းမွန်လာဖို့အတွက်ပဲအာယုံစိတ်ပါမိမိကိုကိုချစ်ချင်းမေတ္တာတွေအများကြီးပေးနိုင်ဖို့အတွက်ပဲအာယုံစိတ်ပါမိမိကိုတိုင်အတွက်ခံစားတဲ့အတိုင်းတခြားသူတွေကသင့်အပေါ်ခံစားလာပါလိမ့်မယ်ဒီတော့သင်လို့ရှင်တဲ့အချစ်ကလေသင်ကိုပြန်လီပြီးရင်ချစ်ခင်လာပါလိမ့်မယ်သင်လို့ရှင်တဲ့အချစ်ကလေသင်ရဲ့အချစ်ကိုလို့ရှင်တော့လိတ်လာပါလိမ့်မယ်အာဟာနိမ့်နေပဲဖြစ်ပါတယ် ဒါကြောင့်မိဆွေတို့ကိုနောက်ဆုံးပြောရှင်တဲ့စကားကအချစ်ကကိုယ့်နောက်ကိုလိုက်လာတာကိုလို့ရှင်နေဆိုရင်မိဆွေတို့ကအချစ်နောက်ကိုလိုက်တာကိုရက်တရမယ်အချစ်နောက်ကိုလုံးဝမလိုက်ရဘူးမိမိရဲ့ဘဝတိုးတက်ကောင်းမွန်အောင်သာကြိုးစားပြီးကိုကိုတိုင်းအတွက် စိတ်ခင်စားချက်တွေကောင်းပေးဖို့လိုအပ်တယ်အထူးသဖြင့် ကိုကိုတိုင်ဟာချစ်ချင်းမေတ္တာတွေကိုရရှိနေတဲ့လူတယောက်ဖြစ်တယ်တော့ခံစားပေးဖို့လိုအပ်တယ်။ဒါကြောင့်ဒီနေရာမှာမိษွေတော်ပျော်မင်း affirmation လေးတစ်ခုကို ပြောပြမယ်။ငါဟာအချစ်ဖြစ်တယ်။ငါဟာချစ်ချင်းမေတ္တာတွေကိုခံစားနေရတယ်။ငါဟာငါ့ကိုယ်ကအရင်ချစ်ပါတယ်ဆိုတဲ့ affirmation ၃ဏ္ဏကို အမြဲတမ်းရွေးဆိုပေးပါလို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းချုပ်ပါတယ်။ဒီဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိษွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။